အားလုံးမင်္ဂလာပါကျွန်တော်တို့ Jones Online တင်နန်းကနေကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ Facebook group ကနေဘယ်လိုလေ့လာလဲဆိုတာကိုပြောပြပေးမယ်အရင်ဆုံးမိတ်ဆွေတင်နန်းကြီးတွင်းလိုက်ရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ចောင်းသားနံပါတ်ပို့ပေးလိမ့်မယ်အဲ့ဒါပြီးွားရင်ကိုက Facebook နဲ့ပဲလေ့လာခြင်းနဲ့ဆိုရင်ဒီလိုမျိုးစာလေးတစ်ခုကျွန်တော်တို့ဘက်ကနေပို့ပေးလိမ့်မယ်နော်ကိုတက်မဲ့တင်နန်းပေါ်မှာမူတည်တဲ့တင်နန်းတစ်ခုမှာဒီလိုမျိုး စာတစ်ခုပါလိမ့်မယ်အဲ့တော့ကိုတက်မဲ့တင်နန်းပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ group link နဲ့ အင်စာထပ်ဖို့အတွက် messenger link ဆိုပြီးတော့ link နှစ်ခုပေးလိမ့်မယ်ဟုတ်ပြီနော်အတန်းတန်းမှာ group link နဲ့ messenger link နဲ့နှစ်ခုအမြဲတမ်းပါမယ်အဲ့ဒီမှာကျွန်တော်တို့အရင်ဆုံး group ကို join ရမယ်ပေးထားတဲ့ဒီသင်ကန်းသာလေ့လာရ group link ဆိုတော့မှရှိတဲ့ link လေးပေါ့နော်ဒီ facebook.com ဆိုတဲ့ link လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးွားတဲ့အခါကျရင်ကျွန်တော်တို့ group join ရမယ် group join တဲ့အခါကျရင်မိတ်ဆွေတို့အဲ့မှာ password ပေးထားလိမ့်မယ် password တွေဒီတစ်ချိန်လုံးပြောင်းနေရဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီချိန်မှာပေးထားတဲ့ password ကိုကျွန်တော်တို့ထည့်မယ် ပြီးတော့ကျွန်တော်တို့ရဲ့ចောင်းသားနံပါတ်ကိုအဲ့မှာရိုက်ထည့်မယ်ចောင်းသားနံပါတ်နဲ့ password နဲ့ရိုက်ထည့်ပြီးလို့ group ထဲကိုဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့စလေ့လာလို့ရပြီเนาะဒါပေမဲ့ကျွန်တော်တို့အဲ့ဒါဒီဗီဒီယိုကြည့်တာပဲရှိသေးတာတစ်ဖက်မှာကျွန်တော်တို့အင်ဇာထတ်တာတွေစာမေးတာတွေရှိသေးတယ်အဲ့ဒီအတွက်ကျွန်တော်တို့နံပါတ်2 link ဖြစ်တဲ့စာမေးရဲ့အင်ဇာထတ်ရင်ဟော်ဒီအောက်က link လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ messenger ကနေစာပို့ဖို့လိုတယ်ဟုတ်ပြီเนาะဒါဒီကျွန်တော်တို့အင်ဇာထတ်တာ okay အဲ့တော့ group လဲဝင်သွားပြီအင်ဇာလဲထတ်လို့ရပြီဆိုရင်ကျွန်တော်စာစလေ့လာလို့ရပြီ ဒီမှာတခုသတိပေးချင်တာက group ကို join တဲ့ခါကျရင်အနည်းဆုံး24နာရီလောက်ထိကျွန်တော်တို့စောင့်ပေးရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ CCP လက်ခံပေးတာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒီနေ့ group join တယ်လို့ cloud နှိပ်လိုက်ပြီးဆိုရင်မနက်ဖြန်ကျရင်ကျွန်တော်တို့စပြီးတော့လေ့လာလို့ရတယ်။ဟုတ်ပြီနော်။အဲ့တော့ကျွန်တော် group ရမှာဘယ်လိုရှိလဲဆိုတော့စက်ကြည့်ကြမယ်။ဟုတ်ပြီဒါကျွန်တော်ကဥပမာ group တစ်ခုအနေနဲ့ပြပေးတာဖြစ်ပါတယ်ဆိုတော့ဥပမာ group တစ်ခုအနေနဲ့ကျွန်တော်တို့စာလေးလာလို့ရတဲ့နေရာပေါ့နော်စာလေးလာဖို့အတွက်တွားတဲ့နေရာ၃ခုရှိတယ် ပထမတစ်ခုဒီကျွန်တော်တို့ feature လို့ခေါ်ပါတယ်ဒီဘက်မှာရှိပါတယ်ဆိုတော့ဒီ feature ဆိုတာလေးကိုနှိမ့်လိုက်မယ်နှိမ့်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ဒီမှာ post တင်ပေးထားတယ်เนาะဒီ post မှာကျွန်တော်တို့ကသင်ခန်းစာ lesson လေးတွေကိုအခုလိုမျိုး link လေးတွေနဲ့ကျွန်တော်တို့ချပေးထားတယ်အစင်လိုက်စီပြီးတော့ဟုတ်ပြီเนาะဒါဒီတချို့ group မှာအဲ့လိုချပေးထားတယ်အဲ့လိုချပေးထားရင်ကျွန်တော်တို့ဒီ link လေးတွေနဲ့တစ်ဆင့်ဝင်ပြီးတော့ကျွန်တော်တို့ video ကြည့်လို့ရပြီ ားလုံးပဲမင်္ဂလာပါ basic chinese course level 1အနေကြိုဆိုပါရစေကျွန်တော်တို့အနေနဲ့တစ်ခါလေကျရင်အဲ့ဒီ link တွေကပြတ်သွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ် facebook ဘက်ကနေပြီးတော့ resolution ချလိုက်လို့ဂျုံမကြည့်တော့တာပဲဖြစ်ဖြစ်အဲ့လိုမျိုးအခြေအနေတွေကိုကာကွယ်ဖို့တော့ကိုကျွန်တော်တို့က guide ဆိုတဲ့ထဲမှာလည်းကျွန်တော်တို့တစ်ခါလေကျရင်ထည့်ပေးတတ်ပါတယ်เนาะအဲ့တော့ guide ဆိုတော့ဆောင်နှိပ်ပြီးတော့ guide ထဲမှာလည်းကျွန်တော်တို့ကအစင် live video လေးတွေကိုတင်ပေးထားပါတယ်အခုလိုမျိုးเนาะအဲ့တော့ကျွန်တော်တို့ဒီမှာဝင်ကြည့်ပြီးတော့ video တစ်ပုတ်ချင်းစီလေ့လာသွားလို့ရတယ် step by step ပေါ့ဟုတ်ပြီနော် ။နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီညာဘက်နောက်ပေါ်မှာရှိတဲ့မှန်ဘလူးလေးကိုနှိပ်ပြီးတော့ဝင်တာပါ။ကျွန်တော်တို့ရိုက်ချင်တဲ့ lesson ဥမာနံပါတ်နှစ်ပဲထားပါတော့။အဲ့တော့ lesson 2ဆိုပြီးကျွန်တော်ရိုက်ထပ်လိုက်တဲ့ခါကျရင်ကျွန်တော် lesson 2နဲ့ပတ်သက်တာတွေဒီလိုမျိုးကြာလာပါလိမ့်မယ်။ဆိုတော့အဲ့ဒါဆိုရင်เนาะဟိုရှာပုံရှာနီး၃ခုကျွန်တော်တို့ရသွားပြီပေါ့နော်။နောက်တစ်ခုကကျတော့ကျွန်တော်တို့ခုနကပြောခဲ့တဲ့ဒီ messenger link လေးကနေတင်သွားတဲ့နေရာပေါ့နော် messenger link လေးသွားတဲ့ခါကျရင်ကျွန်တော် page တစ်ခုကိုရောက်သွားပါလိမ့်မယ်ဆိုတော့အဲ့ page မှာကျွန်တော်တို့ကဘာလုပ်လို့ရလဲအင်စာထပ်လို့ရပါတယ် ဟုတ်ပြီနော်အင်စာထက်မယ်စာမေးမယ်အဲ့လိုလုပ်လို့ရပါတယ်။ Okay ဒါဆိုရင်တော့ကျွန်တော်တို့ Facebook ကနေပြီးတော့လေ့လာတဲ့ဥစ္စာပြီးသွားပါပြီ။ဒီမှာတစ်ခုတော့ကြံသေးပါတယ်။အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ Facebook group ကနေပဲလေ့လာလေ့လာဘယ်ကနေပဲလေ့လာလေ့လာကျွန်တော်တို့ group တိုင်းမှာ Telegram link လေးပေးထားပါတယ်။အဓိကတော့ဒီ feature ထဲမှာရှိတဲ့ post တွေမှာ Simon နဲ့လိုက်ဟိုအောက်ဆုံးမှာပါပါလိမ့်မယ်။ဒါကတော့ဥပမာပြထားတာဖြစ်တဲ့ကြောင့်မပါဘူးပေါ့နော်။ Telegram link ပါလိမ့်မယ်။အဲ့ Telegram link လေးကနေတစ်ဆင့်ကျွန်တော်တို့ရဲ့ Telegram group တွေကို join လို့ရပါတယ်။ ါဆိုရင်ကျွန်တော်တို့တခြားကျောင်းသားတွေနဲ့လည်းစကားပြောလို့ရတာပေါ့ Okay ဒါဆိုရင်ကျွန်တော်တို့ JS မှာ Facebook ကနေတင်တဲ့ဘလို့တက်လို့ရလဲဆိုတော့နားလည်ဝိုင်းဘလို့ယူဆလို့ရပါတယ်တကယ်လို့အခက်အခဲရှိနေရင်လည်းမေးလို့ရပါတယ်